သူတို့ဒီကြွေပြားတွေကိုခွာပြီးအောက်ကိုတူးကြည့်လိုက်တဲ့အချိန်မှာပဲတတော်ဆိုးရွားတဲ့အပုံနံ့ကိုရရှိခဲ့ကြတယ်။နောက်သူတို့ရှင်းပြပြမယ်အမှုကအိန္ဒိယနိုင်ငံမှာဖြစ်တာပါ။မိမဖြစ်သူကဒီနှစ်ပေါင်းများစွာသူပေါင်းတင်လာခဲ့တဲ့ယောက်ျားကိုနောက်ဆုံးမှမချစ်နိုင်တော့ဘူးမပေါင်းချင်တော့ဘူးဆိုပြီးတော့တခါရဲကိုနှီးကုန်းချုပ်ပေးလိုက်တယ်။သူတို့မှာခလေးလေးရှိရဲ့ ဒီအမှုဖြစ်တဲ့နေရာကတတော်လေးကိုဆင်းရဲဆင်းရဲသားရက်ကွက်ဆင်ခြေပုံးရက်ကွက်တစ်ခုလို့ပြောလို့ရတယ်။ဒီနေရာမှာရှိတဲ့အိမ်တွေကလည်းတတော်လေးဈေးသက်သာတယ်။ပြီးတော့အိန္ဒိယကလည်းလူဦးရေထူထပ်တယ်ဆိုတဲ့အခါကျတော့ဒီနေရာမှာနေထိုင်ကြတဲ့လူတွေကလည်းတတော်လေးကိုများတယ်။ဟိုလူထူထပ်တဲ့နေရာမျိုးပေါ့ အဲ့လိုမျိုးနေရာမျိုးမှာတော့မှဒီအမှုကိုကျူးလွန်ပြီးတော့အမှုကိုဖုံးထားခဲ့သေးရ။အဲ့လိုမျိုးလူဦးရေထူထပ်လွန်တဲ့နေရာမှာကြောက်စရာအကောင်းတဲ့မှုခင်းတစ်ခုဖြစ်ပွားခဲ့။အဲ့ဒီအမှုပြီးသွားတဲ့အချိန်မှာပဲဆိုရှယ်မီဒီယာပေါ်မှာတတော်ကိုစုညံသွားတယ်။အသက်35နှစ်အရွယ် VJ ကျော်ဟန်ဆိုတဲ့သူကသူ့ရဲ့မိန်းမအသက်28နှစ်အရွယ်ကိုမဲလ်ကျော်ဟန်သူတို့ရဲ့ရှင်းနှစ်အရွယ်သားလေးနဲ့အတူတူတန်လျာတစ်ခုမှာသူတို့နေကြတယ်။ အမျိုးသမီးဖြစ်သူကိုမန်းကိုရောက်ွက်ထဲမှာရှိရတဲ့တွေနဲ့တခြားသူတွေကတခြားနာမည်တွေနဲ့လည်းခေါ်ကြတယ်။ဂျမန်ဒေးဗီကိုရီးယားအလုံးနာမည်တွေနဲ့ခေါ်ကြတယ်။သူတို့လင်မယားနှစ်ယောက်ကလွန်ခဲ့တဲ့10နှစ်ဝင်းကျင်ပေါ့နော်၂015ခုနှစ်လောက်တုန်းကလက်ထပ်ခဲ့ကြတာ။ပထမပိုင်းမှာတော့သူတို့အိမ်တော်ကြီးကအဆင်ပြေနေခဲ့တယ်။နောက်ပိုင်းနှစ်တွေကြာလာတာနဲ့အမျှသူတို့အိမ်တော်ကြီးအဆင်မပြေတော့ဘူး။အမြဲတမ်းစကားများတယ်၊ရံဖြည့်ကြတယ်။နောက်ပိုင်းကျတော့ကိုမဲလ်ကသူတို့ရဲ့အိမ်ကြီးချင်းအသက်20အရွယ်မိုနူးရှာမားဆိုတဲ့ကောင်လေးနဲ့ချစ်ကြိုက်သွားခဲ့ကြတယ် မိုနူးကကိုမလ်ထက်၈နှစ်တောင်ငယ်တယ်။မိုနူးကြောင့်ပြပြရမယ်ဆိုရင်တော့သူကလမ်းဘေးရပေါက်လို့ပဲစားကောင်းလေးတော့လည်းဟုတ်မနေခဲ့ဘူး။သူကတက္ကသိုလ်ကျောင်းသားတတိယနှစ်သူကျောင်းတက်နေရဲ့တော်လဲတော်တယ်တကယ်ကိုလည်းအရန် bright ဖြစ်တဲ့သူမျိုးအဲ့ဒါကြောင့်ပဲလူတယောက်ကဘလောက်တောင်မှလူသားဆန်လဲကိုချင်းစာစိတ်ရှိလဲဆိုတော့ကိုသူဘလောက်ထိ တော်လဲဆိုတာနဲ့သွားပြီးတော့နှိုင်းရှင်လို့မရအောင်။ယောက်ျားဖြစ်သူဗီဒီယိုမနက်9နာရီဆိုအလုပ်သွားတယ်။ည9နာရီမှာအလုပ်ကနေပြီးတော့ပြန်လာတယ်။သူမရှိတဲ့အချိန်တွေဆိုရင်မိုနူးကကိုမလ်တယောက်တည်းရှိတဲ့အတွက်အိမ်ကိုအမြဲတမ်းလာတတ်တယ်။ဒါပေမဲ့တိတ်မကြပါဘူး။ဗီဂျေးကသူ့မိမအကြောင်းကိုတီးသွားခဲ့။သူ့မိမဖုန်းထဲမှာ ဟိုကောင်လေးနဲ့စကားပြောထားတဲ့ message တွေရဲ့ဒီဓာတ်ပုံတွေရဲ့ကိုမြင်တွေ့သွားခဲ့တဲ့အတွက်တို့လင်မယားနှစ်ယောက်စကားများကြတယ်။အဲဒီနောက်ပိုင်းတို့အမြဲတမ်းစကားများရှံဖြစ်နေခဲ့ကြတယ်။တို့တို့ကွာရှင်းဖို့ကိုလည်းစကားပြောဆိုတဲ့အထီးဖြစ်သွားခဲ့ကြပြီ။ ဒီအတော့အတွင်းမှာပဲကိုမန်းနဲ့မိုနိုတို့နှစ်ယောက်လုံးကအစီအစဉ်တစ်ခုကိုကြံစီလိုက်တယ်။ကြည့်ရတာတို့က2025ခုနှစ်ရဲ့ John July လောက်မှာဒီကိစ္စတွေအကုန်လုံးကိုစီစဉ်ခဲ့ကြရတယ်နဲ့တူပါတယ်။အဲဒီလောက်အတွင်းမှာကျွန်မအမှုတစ်ခုအကြောင်းကိုပြောပြခဲ့ဖို့ရတယ်။ကျွန်မ TikTok စပြီးတော့တုံးတဲ့အချိန်ပေါ့နော်ဒီဗီဒီယိုစပြီးတော့တင်တဲ့အချိန်အဲဒီတုန်းကလည်းအလက်ထထားတာရပိုင်းအတွင်ပဲရှိသေးတဲ့သရိုးသမီးကသူ့ရဲ့ယောက်ျားကိုတောင်ပေါ်ကနေပြီးတော့တွန်းချလိုက်တာ အဲ့ဒီအမှုကလည်းတတော်လေးဆိုးရွားတယ်။သူ့မှာရီစာရှိနေတဲ့သားနဲ့ကိုသူကအိမ်ရပေးစားတဲ့ကောင်လေးကိုလက်ထပ်ပြီးတော့အဲ့ဒီသူ့ရီစာနဲ့ပြန်ပြီးပေါင်းလို့ရအောင်လို့ပေါ့နော်မိဘတွေကိုလက်စားချေရဲ့အနေနဲ့ပဲလောက်ကြလား။ဘာလို့အရွဲတိုက်တာလဲတော့မသိဘူး။ဂျားရဲကကောင်လေးကတစားကန်ဖြစ်သွားခဲ့။ကဲထားပါအခုဒါဆိုရင်တော့ဒီအမှုကိုဆက်ပြီးတော့ပြောမယ်။ ဇူလိုင်၁၀ရက်နေ့မှာသူ့ရဲ့ညီကိုနှစ်ယောက်ကအင်ကိုတွားကြည့်ရတဲ့အချိန်မှာတော့သူတို့အကိုဖြစ်သူကိုမတွေ့ရဘူးသူတို့ရဲ့မကြီးကိုပဲတွေ့ရတယ်ဒီအချိန်မှာမကြီးဖြစ်သူကလည်းမပြောလဲဆိုရင်တော့သူ့ယောက်ျားကအလောက်ကိစ္စနဲ့ခရီးသွားနေတဲ့အတွက်ကြောင့်မို့လို့ဖုန်းဆက်လို့မရတာဖြစ်နေတယ်လို့ပြောတဲ့အချိန်မှာ အမရည်ဖြစ်သူကပြောတဲ့စကားဆိုတော့သူတို့ကလည်းဘာမှစောတကလည်းမတက်နေရောဘူးဘာမှလည်းထပ်ပြီးပြောမနေရောပဲနဲ့သူတို့ပြန်သွားခဲ့တယ်။သူတို့တန်တရားစောင့်ဝင်တာကကြတော့သူတို့ရဲ့အကိုဖြစ်သူကိုတပတ်ကြော်ကြတဲ့အထိဆက်သွယ်လို့မရတဲ့အခါမှာတော့တန်တရားဝင်ခဲ့တယ်။ဒီတစ်ချိန်မှာသူရဲ့ညီနှစ်ယောက်လုံးကသူတို့မရည်အိမ်ကိုမသွားဘဲနဲ့သူတို့အကိုအလုံးလုံးတဲ့နေရာကိုသွားပြီးတော့မေးခဲ့တယ်။တကယ်ပဲသူ့ကိုအလုံးကိစ္စနဲ့တခြားတမျိုးပို့ထားတာလားပေါ့။အဲဒီအချိန်မှာအလုံးကလူတွေပြောတာကကြတော့လွန်ခဲ့တဲ့တပတ်ကြော်လောက်ခရက်က VJ ကအလုံးကနေထွက်သွားခဲ့ပြီဆိုတာပဲ။ဇူလိုင်လ16ရက်နေ့မှာသူတို့ရဲ့မရည် ကိုဖုန်းဆက်ကြည့်ရဲ့အချိန်မှာတော့သူ့ဖုန်းကိုလည်းဆက်လို့မရတော့ဘူးအဲဒီအချိန်မှာသူတို့ညီကိုနှစ်ယောက်သွားပြီးတော့အကိုဖြစ်သူပြောက်ဆုံးသွားတဲ့အတွက်ကြောင့်မို့လို့လူပြောက်တိုင်ကြတယ်ပြီးတော့သူတို့မရှိရဲ့အိမ်ကိုလာကြည့်ပြီးတော့အိမ်တကားပိတ်ထားတဲ့အတွက်အိမ်နီးချင်းတွေကိုမေးကြည့်ခဲ့တဲ့အခါမှာလွန်ခဲ့တဲ့နှစ်ရက်လောက်ခရဲကသူမပြောက်နေရဲဆိုတာကိုသိခဲ့ရတယ်သူတို့လည်းအိမ်တဲကိုဝင်ကြည့်တဲ့အချိန်မှာတော့တတ်သိအထောက်ထားအနေငယ်ကိုတွေ့ခဲ့ရတယ်အဲ့ဒါဘာလဲဆိုရင်တော့အိမ်တအိမ်လုံးမှာရှိတဲ့ကြွေပြားတွေအလုံးလဲထားတာမဟုတ်ဘဲနဲ့နေရာတစ်ခုထဲမှာရှိတဲ့ကြွေပြားတွေကိုပဲအစ်စ်လဲထားတယ် အဲ့ဒီတွေ့ပြားတွေအစ်စ်လဲထားရဆိုတော့အကြောင်းကို VJ ရဲ့ဒီညီကိုနှစ်ယောက်ထဲကတယောက်ကတည်ရအခုချိန်မှာသူတို့လည်းတော်လေးကိုလမ်းဖြတ်နေကြပြီသူတို့အကိုတယောက်ထဲပျောက်သွားတာမဟုတ်ပဲねသူတို့မကြီးကလည်းပျောက်နေခဲ့တိမ်လုံးမှာထူးဆန်းနေတာဆိုလို့ဒီတွေ့ပြားတွေပဲရှိရပေါ့နော်အဲ့ဒီတော့သူတို့ကလည်းဒီတွေ့ပြားတွေကိုခွာဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်သူတို့ဒီတွေ့ပြားတွေကိုခွာပြီးအောက်ကိုတူးကြည့်လိုက်တဲ့အချိန်မှာပဲတတော်ဆိုးရွားတဲ့အပုံနံ့ကိုရရှိခဲ့ကြတယ်နောက်သူတို့ဂျယ်ရီကိုခေါ်လိုက်တယ် ဒီနေရာကိုဆက်ဒူးနေရင်းနဲ့မှာပလတ်စတိတ်နဲ့အဲ့ဒီအောက်မှာသူတို့အကိုဗီဒီရဲ့အလောင်းကိုတွေ့ခဲ့ရတယ်။ဒီအမှုမှာဘသူကကျိုးလွန်နေတူလဲဆိုတာကိုဘသူမှတိတ်ပြီးတော့အများကြီးစဉ်းစားနေစရာတော့မလိုလိုက်ဘူး။ကိုမလကပဲဒါရီအားလုံးကိုကျိုးလွန်ခဲ့တယ်ဆိုတာကိုလူတိုင်းကတွေ့တတ်ကြတယ်။စဉ်းစားနေနေနောက်တစ်ခုပေါ်လာခဲ့တာကသူတို့ရက်ွက်ထဲမှာရှိတဲ့မိုနူးရှာမာဆိုတဲ့ကောင်လေးကလည်းပျောက်နေရကြပြီ။ဒါပေမဲ့အလောင်းကိုကျိုးဖို့ပြီးနောက်တစ်ရက်2025ခုနှစ်ဇူလိုင်လ22ရက်နေ့မှာပဲ ကိုမန်းနဲ့မိုးနူတို့နှစ်ယောက်လုံးကိုရဲတွေကဖမ်းဆီးနိုင်သွားတယ်။သူတို့ကတခြားတမျိုးကိုထွက်ပြေးသွားခဲ့ကြတယ်။အဲဒီမှာကိုမန်းလေးရဲ့ရှင်းနေအရွယ်သားလေးလည်းပါသွားခဲ့တယ်။အဲဒါကြောင့်လေသူတို့ကို အလွယ်တကူဖမ်းနိုင်ခဲ့တာ။ တို့နှစ်ယောက်လုံးကိုရဲစခန်းကိုခေါ်သွားတယ်စစ်စစ်မင်းမြန်းကြတဲ့အချိန်မှာနှစ်ယောက်လုံးကတယောက်ကိုတယောက်အပြေးဝကာကွယ်ပေးနေခဲ့ကြတယ်။ကိုမလကကြတော့သူ့ယောက်ျားစားတဲ့အစားတောက်ထဲမှာအစိတ်ထည့်ပြီးတော့အခုလိုလုံလိုက်တာပါဆိုပြီးတော့သူမဝင်ခံနေ။မိုနူးကကြတော့တရက်သူကိုမလနဲ့တွားတွေ့ရတဲ့အချိန်မှာအိမ်မှာ BJ တယောက်ထဲရှိနေခဲ့ပြီးသူတို့ပြဿနာဖြစ်ပြီးတော့သူလက်လွန်သွားခဲ့ရပါဆိုပြီးတော့ပြောတယ်။ ။နောက်ဆုံးအချိန်ထိအောင်မှသူကိုမွဲကိုအရန်ချစ်တယ်ဆိုတဲ့အကြောင်းကိုပြောနေအောင်မယ်။ရှယ်ရီကသူရဲ့ထွက်ဆိုချက်တွေကိုအပြည့်အဝမယုံကြည်ခဲ့ကြဘူး။ဘာဖြစ်လို့လဲဆိုရင်တော့ဒီ VGA ကမွန်နူးထဆာလို့ရှိရင်တော့အကောင့်ပိုကြီးတယ်။မွန်နူးတယောက်တည်းက VGA ကိုအခုလိုလုပ်ဖြစ်ဖို့ဆိုတာကမလွယ်ကူတဲ့ကိစ္စတစ်ခု။အဲဒါကြောင့်ဒီကိစ္စတွေကိုသူတို့နှစ်ယောက်လုံးအတူတူလုပ်ခဲ့ကြရတယ်ဆိုပြီးတော့ရှယ်ရီကထင်တယ်။ဒါပေမဲ့ဒီကိစ္စမှာသူတို့ကိုကူညီပေးခဲ့နောက်ထပ်အတွင်းလူတယောက်ပါဝင်နေသေးရဲ့။အဲ့ဒါက PJ ရဲ့ညီ ူ့ကိုတစ်ချိန်ကုန်လုံးလိုက်ရှာနေခဲ့တဲ့သူ့ရဲ့ညီအကိုနှစ်ယောက်ထဲကအကြီးဆိုတဲ့တယောက်လည်းပါဝင်နေရပဲသူ့ကိုဒီကြွေပြားရည်ရဲ့အောက်မှာမြှောက်နှံဖို့အတွက်ကူညီပေးခဲ့တာကသူ့ပထမတော့ VJ ရဲ့အလောင်းကိုမြှောက်နှံဖို့အတွက်သူတို့ကအအလုံသမားတွေကိုခေါ်ပြီးတော့ဒီနေရာကိုတူးခဲ့ကြတယ်။မဝင်းချင်းကသူတွေကမေးရဲ့အချိန်မှာတော့သူတို့ရဲ့ရေချိုးခန်းကိုပြောင်းလဲပြင်ဆင်နေရဆိုပြီးတော့ပဲပြောလိုက်တယ်။အခြေမသိတာတခုကတော့သူကူညီပေးနေခဲ့တာကဘလောက်တောင်မှစိုးရွားတဲ့ အရာလဲဆိုတာကို तू မသိဘူးအောက်မှာသူ့အကိုရဲ့အလောင်းကိုသူ့ရဲ့မကြီးကထည့်ထားခဲ့ရာကို သူ့အပေါ်ကနေကြွေပြားကပ်ပေးနေခဲ့ရတယ်ဆိုတာကိုတော့ तू လုံးဝမသိခဲ့ဘူးအဲ့လိုနဲ့ဒီနေရာကိုတူဖို့ပြီးတဲ့အချိန်မှာအလုပ်သမားတွေပြန်သွားခဲ့ကြတယ်မွန်နူးနဲ့ကိုမလ်တို့နှစ်ယောက်ကဗီဂျီရဲ့အလောင်းကိုဒီတဲကိုထည့်ပလတ်စတစ်တစ်ထပ်ပြန်အောင်ညည်ကြီးတွေထည့်ပြီးရဲ့နောက်မှာတော့သူတို့က ဖီဂျီရဲ့ညီဖြစ်တဲ့အဂျီကိုခေါ်တယ်ခေါ်ပြီးတော့ဒီနေရာကိုကြွေပြားကပ်ပေးဖို့အတွက်သူ့ကိုအကူအညီတောင်းလိုက်ကြတယ်သူတို့ပတ်စံတတ်တာချင်းလို့လည်းဖြစ်လိမ့်မယ်စစ်တခုရဲ့အတွက်နဲ့ဖီဂျီကိုအဆုံးသတ်ခဲ့ကြရတော့လည်းမဟုတ်ဘူးဖီဂျီမှာအာမခန်နဲ့ပတ်သက်ပြီးတော့ငွေတွေရဖို့ရှိတယ်အဲ့ဒီပတ်စံကိုလည်းသူတို့ကလိုချင်တဲ့အတွက်ကြောင့်မို့လို့လုပ်ခဲ့ရဒီအမှုကအခုချိန်ထိစုံစမ်းစစ်ဆေးနေသေးပဲလွန်ခဲ့တဲ့လအနေငယ်တုန်းကမှဖြစ်ပွားခဲ့ရဆိုတော့အခုချိန်ထိအမိတ်ချလို့တော့မပြီးသေးပါဘူးဟုတ်ကဲ့ဒီနေ့အတွက်အမှုကတော့ဒီထိပါပဲရှင်